ဖိုးရှိရှိတုန်းကတောတောင်ထူထက်တဲ့တောတောင်ကြားထဲမှာကျင်းစာတင့်နေတဲ့နန်းတော်ကြီးတစ်ခုရှိခဲ့ပါတယ်။ဒီနန်းတော်ဟာတခါကစီပင်သာယာပြီးလူသူများနဲ့ပြည့်နေတဲ့နေရာဖြစ်ခဲ့ပေမဲ့အခုအခါမှာတော့မော်တက်တစ်ခုကြောင့်ကျင်းစာတင့်ပြီးလူသူကင်းမဲ့ကတိတ်ဆိတ်နေတဲ့နေရာဖြစ်နေပါတယ်။နန်းတော်ရဲ့အညီနားမှာနတ်သမီးတစ်ပါးနေထိုင်ပါတယ်။သူမဟာဒီနန်းတော်ကိုကယ်တင်ဖို့စိတ်အားထက်သန်နေပါတယ်။ဒီနေ့မှနတ်သမီးဟာနန်းတော်လေးကိုဝင်ရောက်ပြီးမော်တက်ကိုဖျက်ဆီးဖို့ဆုံးဖြတ်လိုက်ပါတယ်။နန်းတော်ရဲ့မှာမော်တက်ရဲ့အစွမ်းကြောင့်အနေအမြဲများစွာရှိနေပေမဲ့ နတ်သမီးလေးဟာသူမရဲ့စွမ်းအားနဲ့တတိကိုအသုံးပြုပြီးအနေရတွေကိုကြော်လွှားခဲ့ပါတယ်။နောက်ဆုံးမှာတော့သူမဟာနန်းတော်ရဲ့ဖိုးမှာရှိတဲ့မော်ရင်မြစ်ကိုရှာဖွေတွေ့ရှိပြီးသူမရှိနေတဲ့အစွမ်းကိုအုံသုံးပြီးဖျက်ဆီးလိုက်ပါတယ်။မော်တက်ပြောက်ွယ်သွားတဲ့အခါနန်းတော်ဟာပြန်လဲစီပင်တာရလာပြီးလူတွေလည်းပြန်လဲရောက်ရှိလာကြပါတယ်။နတ်သမီးလေးဟာနန်းတော်ကိုကယ်တင်ပေးခဲ့တဲ့အတွက်ဂျေဇူးတွင်စရာဖြစ်ခဲ့ပြီးသူမဟာနန်းတော်ရဲ့သူရဲကောင်းဖြစ်ထင်ရှားကျော်ကြားလာခဲ့ပါတော့တယ်။ဒီပုံပြင်လေးဟာဟိုးရှေးရှေးတုန်းကရှိလာခဲ့တဲ့ပုံပြင်တစ်ပုဒ်ဖြစ်ပါတယ်။ ဒီပုံပြင်လေးဟာတတိဆွမ်းအားနဲ့ဂျေဇူးတရားတွေကိုဖော်ကျူးထားတဲ့ပုံပြင်လေးဖြစ်ပါတယ်